င်္ဂလာပါရှင်၂025ခုနှစ်မေလ9ရက်နေ့အတွက်မိုးလေဝသနဲ့ဆလားဗီရာသတင်းများကိုပြီးပြီးတော့မိုးလေဝသနဲ့ဆလားဗီရာညွှန်ကြားမှုစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နှစ်အတွင်းကဖြစ်ပေါ်ခဲ့တဲ့နေပူချိန်ခြေနေများမှာစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ရှမ်းပြည်နယ်ရှေ့ပိုင်းတို့မှာ မေလရင် ပုံမှန်ပူချိန်တို့ထက်3ဒီဂရီဆယ်စီယပ်နဲ့ရှမ်းပြည်နယ်စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီး ရှမ်းပြည်နယ်မြောက်ပိုင်းတောင်ပိုင်းကယားပြည်နယ်နေပြည်တော်နဲ့ပဲခူးတိုင်းဒေသကြီးတို့မှာမေလရင်ပုံမှန်ပူချိန်တို့ထက်1ဒီဂရီဆယ်စီယပ်ပိုခဲ့ပြီးတနင်္လာနေ့တိုင်းဒေသကြီးမှာမေလရင်ပုံမှန်ပူချိန်အောက်1ဒီဂရီဆယ်စီယပ်ရောင်းနေခဲ့ကကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်များမှာမေလရင် ပုံမှန်ပူချိန်ခန့်သာ ရှိခဲ့ပါတယ်2025ခုနှစ်မေလ10ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့မြို့လိုက်ထူခြားတဲ့နေ့ပူချိန်များမှာ ။ချောင်းမြုံမှာ54.8ဒီဂရီဆယ်စီယပ်၊မြင်းမူမြုံမှာ52ဒီဂရီဆယ်စီယပ်၊မြင်းချံမြုံမှာ57.8ဒီဂရီဆယ်စီယပ်၊မကွေးမြုံနဲ့အောင်လယ်မြို့တို့မှာ57.2ဒီဂရီဆယ်စီယပ်စီ၊စောင်းတူမြုံမှာ57.1ဒီဂရီဆယ်စီယပ်၊ပဲခူးမြုံနဲ့ရွှေဘုံမြို့တို့မှာ57ဒီဂရီဆယ်စီယပ်စီ ဆင်ဖြူကျုံမြို့မှာ40ဒသမ8ဒီဂရီဆယ်စီယက်နဲ့ညောင်လေးပင်မြို့မှာ40ဒသမ5ဒီဂရီဆယ်စီယက်တို့ဖြစ်ကြပါတယ်။မှတ်သားဖွယ်ရမွေးချိန်မြောက်မှာကွန်ချန်ကုန်းမြို့မှာ300ဒသမ63လက်မကြိုင်လက်မြို့မှာ300ဒသမ62လက်မတထဦးလေးချောင်းမူလီဝတာမှာ300ဒသမ35လက်မကောတောင်မြို့နဲ့ကြိုင်ခမီမြို့တို့မှာ300ဒသမ12လက်မစီနဲ့ ထဝင်းမြို့နယ်မြိတ်မြို့တို့မှာ3.3လက်မစီတို့တိုင်းထွာရရှိခဲ့ပါတယ်။ဒီကနေ့နေလယ်တနအိခွဲချင်းမူလီဝဒချိုတို့မှာဖန်ရရှိတဲ့ပုံရဒီငါပလဲော်တောင်ပိုင်းမှာတိန်တိန်တဲ့မှာတိန်ချူထန်နေပြီးကပလီပလဲပြင်းနဲ့ကြံမင်္ဂလာပလဲော်တို့မှာတိန်ငင်းငင်မှာတိန်တိန်တဲ့ဖြစ်ထွန်းနေပါတယ်။မြန်မာနိုင်ငံပေါ်မှာကတော့ရှမ်းပြည်နယ်တောင်ပိုင်း၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးထိပ်တောင်များဖြစ်ထွန်းလျက်ရှိပြီး အဆိုပါမိုးတိမ်တောင်းများရွှေလျားရာနေရာတခြားမှာမိုးရသွန်းခြင်းတွေအတူလေပြင်းတိုက်ခတ်ခြင်းမိုးထေချုံခြင်းမိုးချိုပြခြင်းလျက်စီးလက်ခြင်းနဲ့မိုးတိကျွေခြင်းစတဲ့မိုးတွေဝတာဖြစ်ခြင်းများဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုပါပါတယ်။ကြံတိုင်းဒါကြီးနဲ့ပြည်နယ်များမှာတိမ်အင်းတိမ်တဲ့ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။ဒီကနေ့မြေပြင်မိုးတွေဝတာခြင်းနေပြပုံရမြို့မနိုင်ငံအရှေ့ပိုင်းနဲ့အလဲပိုင်းဒေသတွေမှာလေပြာရော်နေနေတာကိုတွေ့ရပါတယ်။ မြန်မာပြည်လည်းပြည်မှာလှိုင်းနေငယ်မှာလှိုင်းတင်းတင်းရှိပါမယ်။လှိုင်းမြန်မာမြန်မာကမ်းရိုးတဲ့ချောင်းနဲ့ကမ်းလို့ပြည်လည်းပြည်တို့မှာလေးပေမှာ ရှစ်ပေကမ်းရှိနိုင်ပါတယ်။နက်ဖြန်မနက်ထီခံမှန်းချက်များအနေနဲ့ကတော့တနင်္သာရီတိုင်းဒေသကြီးမှာနေရာအနှံ့အပြားကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာနေရာကျကျနဲ့စကိုင်းတိုင်းဒေသကြီး၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်မကွေတိုင်းဒေသကြီး န္တလေးတိုင်းဒေသကြီးနေပြီးတော့ရှမ်းပြည်နယ်ပဲခူးတိုင်းဒေသကြီးနဲ့အင်အားဝတီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမှုထစ်ချုံရွာပါမယ်အခုဆက်လက်ပြီးမနေ့ပြန်အတွက်တိုင်းဒေသကြီးနယ်ပြည်နယ်များရဲ့မြို့ကြီးများလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဆလားပေရာခမန်းချက်များကိုတင်ပြပါမယ်ရှင်။ ီပြီးတော့လည်းနေတော့အတွက်မနေ့ဖြန်မနေ့ထီမူလီဝဒါချန်နီခပန်းချက်မှာတိန်တဲတဲဖြစ်ထုံးပြီးမူတီချုံရွေနေရွက်ကြောင်းမဝနေငယ်ရွာနိုင်ပါတယ်အမြင့်ဆုံးဘူးချိန်မှာ38ဒီဂရီဆယ်စီယပ်100ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးဘူးချိန်မှာ28ဒီဂရီဆယ်စီယပ်82ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်ရှမ်းကုန်းမြို့နယ်နေတော်အတွင်းမနေ့ဖြန်မနေ့ထိမိုးလေဝသချင်းနှင့်ခမန်းချက်မှတိမ်တဲတဲဖြစ်ထုံးပြီးမိုးထီချုံ၍နေရာကွက်ကြားမိုးရွာပါမည် အနည်းဆုံးဘူးချိန်မှာ36ဒီဂရီဆယ်ဆီယပ်69ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးဘူးချိန်မှာ26ဒီဂရီဆယ်ဆီယပ်89ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်နေတော်အတွက်မနက်ဖြန်မနက်အထိမိုးလေဝသချက်နဲ့ခမန်းချက်မှာတိမ်တဲတဲဖြစ်ထွန်းပြီးမိုးထချုံ၍နေရာကွက်ကြားမိုးဝနေငယ်ရွာနိုင်ပါတယ်။အနည်းဆုံးဘူးချိန်မှာ39ဒီဂရီဆယ်ဆီယပ်102ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးဘူးချိန်မှာ 28ဒီဂရီဆယ်စီယပ်82ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။နောက်နှစ်ရက်အတွက်ခမ်းမန်းကျန်းအနေနဲ့ကတော့မြန်မာနိုင်ငံတောင်ပိုင်းဒေသများမှာထိချုံမဲ့အခြေအနေများဖြစ်ပေါ်နိုင်ပါတယ်။ဒါမဲ့စနေတနေ့ကနေအားလိုက်များအတွက်မိုးလေဝသခမ်းမန်းကျန်းများအနေနဲ့ကတော့နေပြီးတော့မှနေရာကွက်ကြားမိုးထိချုံရပါမယ်။ရှမ်းကုန်တိုင်းဒေသကြီးမှာ နေရာစိစိမိုးထိချုံရပါမယ်။မန္တလေးတိုင်းဒေသကြီးမှာနေရာကွက်ကြားမိုးထိချုံရပါမယ်။ ခုတင်ပြခဲ့တာကတော့ဒီကနေ့ဝန်လဲ၂နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလားပိတာသတင်းများပဲဖြစ်ပါတယ်။ကိုစိန်နေပြကျမ်းမာချမ်းသာကြပါစေရှင်။